စနေနေ့ညမှာကစားသွားခဲ့တဲ့ပြိုင်ပွဲသင်းတွေရဲ့ကမောက်ကမရလက်တီကြောင့်ဒီနေ့ညပွဲစဉ်ဥသာအနိုင်ကန်နိုင်ခဲ့ရင်သုံးမှတ်ထပ်ပို့ပြီးအဖိုးတန်နေတော့မယ်အာဆင်နယ်အာဆင်နယ်ဒီနေ့ညပွဲစဉ်ကိုနိုင်မှဖြစ်မှာရှေ့လာမဲ့ချန်ပီယံလိတွေရှေ့လာမဲ့ပရီးမီးယားလိတွေအသင်းရဲ့ဒဏ်ရလူစင်ရင်းတွေဘာညာတွေးမနေနဲ့ဖိုင်နယ်ဂိမ်းပုံစံမျိုးဒီနေ့ည စိန့်ဂျိမ်းဘတ်မှာနိုင်အောင်ကန်းမှာအိုက်တာရောအာဆီနယ်ပလေယာတွေရောအသင်းပိတ်သက်တွေရောဒီပွဲစဉ်ကသုံးမှတ်ထပ်ပို့ပြီးတန်ဖိုးရှိရပြောလို့ရတယ်။ဘာကြောင့်လဲ။ပရီးမီးယားလိထိုက်တယ်ရီလို့ကျွန်တော်တို့ရည်မှန်းထားခဲ့တဲ့လက်ပေါဘူးရှုံးပွဲကြုံတွေ့သွားခဲ့ခရစ်စတယ်ပဲလီကိုနှစ်ကိုးတကိုးနဲ့ရှုံးတယ်အတီအန်ကက်တီးယားရဲ့နောက်ကျမိနစ်အနိုင်ကိုးနဲ့အတူတူလက်ပေါဘူးကပထမဆုံးတရားစီရှုံးပွဲကြုံတွေ့သွားတယ်။အဲ့အတွက်ဒီညလာကျွန်တော်တို့နိုင်ခဲ့မယ်ဆိုလက်ပေါဘူးနဲ့ကျွန်တော်နှစ်မှတ်ပဲကွာဟတော့မှာပွဲတူကိုအခုလောဆယ်တော့ကျွန်တော်၅မှတ်ဆိုတဲ့ကွာအချက်ရှိနေသေးတယ်။နောက်တစ်သင်း ချန်ပီယံလိဝင်ဝင်လူရမယ်လို့ကျွန်တော်မှတ်ထားခဲ့တဲ့ချက်စီချက်စီတင်လဲမနေ့ကသူတို့အိမ်ကွင်းကြီးမှာ Brighton ကိုတကိုးသုံးခုနဲ့ရှုံးခဲ့တယ်ပထမသူတို့ဂိုးရထားခဲ့တယ်ကောင်းလိုက်တာပြအနီးကက်ခေါင်းတိုက်သွားခဲ့တယ်ဂျမ်ပင်ကောင်းကောင်းနဲ့ပဲဒီအန်ဆိုပေါ့လေခေါင်းတိုက်သွားခဲ့ဒါပေမဲ့ချာလိုပါနီကက်ပြခံပြီးနောက်ပိုင်းမှာတောက်လျှောက်ဂိုးတွေပေးခဲ့ရတယ်အထူးသဖြင့် Brighton သင်းရဲ့ efficient ဖြစ်တဲ့ box တွေကိုတိုးဝင်လာမှုတွေ၊ long ball တွေ၊ခေါင်းတိုက်ပွဲတွေနဲ့ Arsenal ကစားသမားဟောင်း၊ United ကစားသမားဟောင်းဖြစ်တဲ့ ဒန်နီဝဲလ်ဘက်ကသွင်းကိုင်းနဲ့အတူတူဒါချယ်ဆီလိုသူတို့အင်္ဂွေမှာရှုံးနေခဲ့တယ်။နောက်တစ်သင်းကတော့မန်ချက်စတာယူနိုက်တက်။ယူနိုက်တက်ကိုတော့ဒီဥရောပဝင်တစ်ခုခုနဲ့ပတ်သက်ပြီးပြိုင်ရမယ့်အသင်းဖြစ်တော့ကျွန်တော်ပထမရှုမြင်ထားခဲ့တာပေါ့လေ။ဒါပေမဲ့လက်ရှိချိန်ဒီသူတို့ system တစ်ခုတော့ရှိမနေသေးဘူး။ဒါပေမဲ့ကြီးချောက်ကြီးတွေကအသင်းတစ်သင်းအနေနဲ့ဆိုရင်တော့အာဆင်နယ်သင်းရဲ့ပြိုင်ဘက်တွေတွေကတစ်သင်းဖြစ်တဲ့ဒီချယ်ဆီကိုယူနိုက်တက်ကို လပပူရောသုံးသင်းစလုံးအမှတ်ရောက်ခဲ့တယ်။ဒီနေရာမှာမှတော်တန်ဟောစပါးကလည်းတည်ကြခဲ့တယ်။ဟိုးအောက်ဆုံးကဝူဟာဟမ်တန်နဲ့မန်ချက်စတာစီးတီးတသိမ်းမဲ့နိုင်တာ။ဟောဒီနေ့ညပွဲစဉ်မှာအာဆင်နယ်နိုင်ခဲ့မယ်ဆိုရင်တော့ပရီးမီယာလိဂ်ကြီးချောက်ကြီးတွေကအခြားသေးအနေနဲ့ရမတ်အရာရောရလက်အရာရောမန်တယ်ပိုင်းရောကျွန်တော်ဖြတ်နိုင်မယ်နေထား။အဲ့တော့ဒီနေရာမှာလေအာတီတာဘာလုပ်ရမလဲဆိုတော့ဒီနေ့ညပွဲစဉ်ကိုအနိုင်ခံရမယ်။နယူးကာဆယ်အသင်းဒီဘယ်အသင်းနဲ့ပဲဆော့ဆော့ပါဝါဂိမ်းကိုတော်တော်လေးဆော့တဲ့အသင်း ပါဝါဂိမ်းဆိုတာမြင်တောင်ပြောမယ်ဆိုလို့ရှိရင်တော့ဟိုဘောလုံးကစားနည်းကိုစကေးကြကြဆော့ရဲစားလို့ရှိရင်ပြင်းပြင်းထန်ထန်ဘောက်ထူဘောက်ဖစ်စကယ်အပြုတ်ပြီးဆော့တဲ့အသင်းမျိုးဒီနေရာမှာတခုရှိတာကနယူးကဆယ်အသင်းမှာကျွန်တော်တို့အရင်တုန်းကအချိန်ချင်းဒုက္ခပေးခဲ့မှုတဲ့အလက်ဇန္ဒားအီဆက်မရှိတော့ဘူးအီဆက်နေနဲ့လက်ရှိလက်ပဘူးမှာတော့တိတ်အသားမကြသေးဘူးမနေ့ကကျွန်တော်အိတ်ပွဲစီကိုကြည့်ဖြစ်တယ်ချက်ချင်းလဲဗီဒီယိုလုပ်ဖြစ်တယ် အဲ့တော့နယူကာဆယ်အသင်းမှာအာဆင်နယ်နဲ့တွေ့ရင်ဒုက္ခပေးလိရှိတဲ့မစ်ဖီးလိုင်းကတော့ခက်ချင်းချင်းဖြုတ်လိရှိရဲဒါပေမဲ့ဇူီမန်ဒီပါလာတဲ့အာဆင်နယ်အသင်းရဲ့ကွင်းလယ်က aggressive ဖြစ်တဲ့မဆိုးဘူးဒီကလန်ရိုက်တို့ခုနောက်ပိုင်းမာယီကိုဝင်ရှိလာတယ်ဒီနေ့မှာအိုက်တာနေနဲ့မီခင်းမိန်တို့သုံးလားဆိုတဲ့ဒီပိုင်းတော့ရှိတယ်အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကလည်းမဆိုးဘူးဆိုပေမဲ့နောက်ပိုင်းမှာတော့နည်းနည်းပါဝါအားပြုတဲ့အသင်းနဲ့တွေ့ရင်နည်းနည်းလေးရုန်းကန်တာတွေ့ရတယ်ဒါပေမဲ့ မနီယာညာကအဲ့သုံးပွဲလုံးကျွန်တော်ကြည်ပြီးသွားတဲ့အခါမှာချက်စီပွဲတော့ကျွန်တော်တိတ်မကြည့်လိုက်အောင် highlight ပဲပြန်ကြည့်လိုက်တာဗောလေ United ပွဲနဲ့ Liverpool ပွဲကြည့်လိုက်တယ်အဲ့မှာ Premier League အသင်းတွေရဲ့အလဲလက်အသင်းတွေရဲ့တဖြည်းဖြည်းတိုးတက်လာတဲ့ quality player စုဆောင်းမှုတွေအသင်းတွေရဲ့ position gain transition သွားမှုတွေကိုတွေ့မြင်လာရတယ်တော်တော်လေးဟိုမှာကောင်းတဲ့အလဲလက်အသင်းတွေဗောလေအခုနောက်ပိုင်းလဲဘောလုံးသမားတွေရဲ့တဖြည်းဖြည်းဈေးကွက်တွေကကျယ်ပြန့်လာတယ် ီးမီးယားလိအသင်းတွေကလည်းတော်တော်ကစားသမားတွေဝယ်နိုင်လာတယ်အဲ့မှာအသင်းကြီးအသင်းငယ်ကွာချက်ကတဖြည်းဖြည်းကျင်းပန်းလာတယ်အဲ့မှာမှာအလဲလဲအသင်းတွေဒီကောင်းမွန်လာတဲ့အိုလီဗာဂလက်စတာတို့တို့နီးပြားတွေခန့်အပ်နိုင်တဲ့အခါမှာဖြတ်မြင်းအသင်းထက်ပိုသွားနေတာတွေ့ရတယ်အဲတခါကျရင်ကျွန်တော်ကအိုက်ဒါရဲ့အသင်းကအသင်းကြီးနဲ့တွေ့တွေ့အသင်းသင်းနဲ့ပဲတွေ့တွေ့အရန်ကိုစိုးရင်ကြီးရယ်အရန်ကိုမှပွဲချင်းကမှုတွေကိုကြောင်းကြတယ် ဆုံးဖြတ်ချက်တွေကိုမစွန်စားရဲဘူးဘာညာကျွန်တော်တို့ပြောရဲဆိုပေမဲ့ပရီးမီးယားလိမှာဘယ်အသင်းမှအထင်သေးလို့မရဘူးအခုကိုမျက်စိရှိမှလည်းရာလက်တီကြပြုတ်သွားတဲ့အသင်းတွေရှိရဲဒါကြောင့်မို့အာရီတာနေနဲ့ပွဲတော်ပွဲနဲ့ပတ်သက်ပြီးဘလို့ကင်တွေကင်တွေကျွန်တော်တို့လိုချင်တဲ့လွတ်လပ်သောကစားတခုမရှိခဲ့ဘူးဆိုရင်တော့ reset ရဆိုရင်တော့မစိုးပြုတ်လို့ရတယ်ကျွန်တော်တို့ဒီရတီမှာရမှတ်ရောခဲ့တာဒီမက်ဆီဒီနဲ့တေချခဲ့တာလေပေါ့ဘူးကို free kick ကြောင့်ရှုံးခဲ့ဒါပဲကျန်တဲ့ပွဲစဉ်မှာအာဆီနယ်ဒီရမှတ်ပြေးဝယူနိုင်ခဲ့တယ်နိုင်တဲ့ပွဲတွေကိုနိုင်အောင်ကန်နိုင်ခဲ့တာတွေ့ရတယ် ဲ့တော့ជី6ကြီးတွေကအသေးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ United ကိုနိုင်ခဲ့တာရှိတယ်။အဲ့တော့ဒီအသီးမှာ Arsenal ကအရန်ဆိုးတဲ့အနေထားတော့မဟုတ်ဘူး။ဒါပေမဲ့ Newcastle လို့အသင်းမျိုးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘယ်လောက်ထိဖြည့်ရှင်းနိုင်မလဲဆိုတော့ဒီနေ့ညမှာကြည့်ရမယ်။ Newcastle အသင်းရဲ့ Queen သူတို့ပေးသက်တဲ့ဒီတော်တော်လေးကိုအားပေးချက်နဲ့ပေးသက်တဲ့ဒီမှာပါတယ်။အဲ့တော့ Arsenal အသင်းရဲ့ဒီနေ့ညပွဲကို Final လို့ကန်ရမယ်။အကယ်၍ Arsenal ဒီနေ့ညမှာနိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီ၃မှတ်ဒီ၃မှတ်ထပ်ပိုတော့ပဲ။ပေါ်တော့ဘယ်နိုင်ကြုံ၃မှတ်ထပ်ပိုမရဘူး။ဒါပေမဲ့ ဒီသုံးမှတ်ကမန်တယ်ပိုင်းရောရမက်ရောရလက်ရောအမှတ်ပေးစရာယက်တီမှုရောအများကြီးပြောင်းလဲသွားမှာအဲဒီနေ့ညပုံစံကျွန်တော်နိုင်ကျင်နေအဲ့တော့ဒေတာရောဂရအထောင်ဒီနဲ့ဆော့လာမယ့်အဒီထားမှာအာဂျာနီနဲ့ဒီတိုက်စစ်ကစားသမားနဲ့ပတ်သက်ပြီးတော့လုံလောက်တဲ့ play style တစ်ခုကိုဖန်တီးနိုင်ပြီလားကျောင်းလက်ရှိချိန်ကြီးရောဂရသွားပြီးအဖြစ်တင်လို့မရသေးဘူးဘာကြောင့်လဲဆိုတော့အာဂျာရဲ့ကစားကွက်မှာကသူ့စီကိုပေးပို့တဲ့ဘောလုံးတွေကအရန်နေနေသေးတယ်ကျွန်တော်အရှိကပေါ်ပေးသင့်တဲ့ပွဲစဉ်မှာ မတ်စတောင်းမလင်းစီနေဒါရိုက်ပတ်တီရှိကိုခင်းပြတာကြီးတွေ့ရတယ်မဆိုးဘူးအဲ့ဘောလုံးကိုလည်းလက်ခံနိုင်တဲ့အရေးချင်းယောဂရမှာရှိရဲဒါပေမဲ့တချို့ပိုင်းလိမှာပရီးမီယာလိဂ်ကစားဟန်ဒီလိဂ်ရဲ့မြန်နှုတ်ဒီလိဂ်ရဲ့ဖစ်စကယ်ပိုင်းတော့သူယုံကန်နေရသေးတယ်အော်ဒီနေ့ညပွဲမှာကာဆယ်သင်းရဲ့ကောင်းလာပါကြီးရယ်ဆိုတဲ့ကွင်းလေလုံအောင်ကောင်းလာပါကြည့်ဆိုတဲ့ transition တွေအဲ့ဒါတွေကျွန်တော်တစ်ချက်တည်ထားမယ်။ထုံးစံလိုက်မဲ့ Arsenal position ကျကျနဲ့မမ်းမာခင်ပုံစံမျိုးနဲ့ကပ်ပြီးဆော့သွားဖို့ရှိလောက်တယ်။ အာဆင်နယ်တင်အခုနောက်ပိုင်းတက်ပြီး highlight ရင်းတင်တိုက်တာတော့မတွေ့အောင်ဒါပေမဲ့တင်တိုက်တဲ့အခိုက်အတန့်မှာလည်းဟိုနေ့ကဟာလန်ဂိုးသင်းသွားလို့မျိုးဂိုးပေးလိုက်ရတယ်ရှိရဖြစ်တဲ့အတွက်အခုချိန်မှာဒန်ယားနေပြန်လာကာသာဆာလီဘာနဲ့အသင်းရဲ့ခံစစ်ကိုအကောင်းဆုံး campaign လက်ပတ်ဝတ်ဆင်ပြီးထိန်းချောင်းနေခဲ့တဲ့ KPL မကကြီးနဲ့တော့ပြန်ပြီးကွန်ပိုမိလာမယ်ထင်တယ်။အဲ့ဒါပဲပွဲနည်းနည်းလေးပြတ်သွားရင်တော့ကစားသမားနှစ်ယောက်ကနည်းနည်းလေးပြန်ပြီးတော့အချိတ်ဆက်လွဲသွားခဲ့တာပေါ့လေအဲ့ဒီပုံစံမှာကျွန်တော်တို့ဂိုးပေးလိုက်ရတာ။ဒါပေမဲ့ဆာလီဘာအဲ့ဒီပုံစံမှာမညံ့ခဲ့ဘူး။ဒေတာချက်လက်တွေရဆိုတော်တော်လေးကောင်းမွန်တဲ့ performance ပြနိုင်ခဲ့တယ်။အဲ့တော့ဒီနေ့ညပွဲစဉ်မှာနံပါတ်1 ာဆင်နဲ့တင်ကိုဘာသာကိုနိုင်မှုလုပ်ရမယ်ကိုတရားကိုစီဝင်ရှိသွားပြီအဆင့်တစ်ကိုရောက်မှာတော့မဟုတ်ဘူးဒါပေမဲ့နှစ်မှတ်ပဲချင်းမြောက်မဲ့နေထားသည်စိတ်သက်ပိုင်းရောကစားသမားတွေရဲ့မန်တယ်ပိုင်းရောနီးပြရဲ့လုံနိုင်စွာရောဒီရသည်မြုံလင်းချက်တွေရောအများကြီးအကောင်သွားတယ်အဲ့တော့အာဆင်နယ်ဒီနေ့ညအနိုင်ကန်နိုင်ပဲလို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ပွဲကြို့သုံးသက်ထားသလိုပဲ Z1 ဆိုတဲ့ရလက်နဲ့အာဆင်နယ်နိုင်ပဲလို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ပြိုင်ဘက်တွေအခက် အာဆင်နယ်ချက်ဖြစ်လာမလားဆိုတာစောင့်ကြည့်သွားရမှာပါဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ဖြစ်စောင့်ကြည့်နေဆိုတော့ဘာပြောဖို့လို့တညာကို646ကိုလေးလုံးတညာ3တိန်နေဘတ်တညာကို9903ခေါင်းတွေအရုံးမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးကိုထွတ်စီမှာပဲစောင့်ကြည့်နေအကောင့်ဖွင့်ပြီးစောင့်ကြည့်နေဆိုကျွန်တော်စီမှာလာပြီးမေးမြန်းလို့ရပါတယ်အော်တခုပြောဖို့မေးတော့လို့ကျွန်တော်ကလေအဲ့မနက်ခင်းသတင်းညနေခင်းသတင်းတင်ရတာအရန်သဘောကြတယ်ဒါမဲ့ကိုဈေးကွက်တွေမှာလိုက်ကြည့်ရပြသတင်းကတော်တော်ကြီးရှားတယ် ပုံမှန်သတင်းလေးပုတ်တင်တဲ့ကောင်လမအခုသတင်းတစ်ပုတ်တွေ့ဖို့မသေးကြဘူးဟိုရူမာတချို့တော့ကျွန်တော်တွေ့လိုက်သေးတယ်အဲ့ဒါကအာဆင်နယ်တင်းရဲ့ဂိုးသမားတစ်အရန်ဂိုးသမားလည်းဖြစ်တဲ့အရီဇာဘလကကီပါကလာမယ့်စောင်းစည်းကွက်မှာအခြားသင်းတင်းကိုပြောင်းမယ်ဆိုတဲ့သတင်းမျိုးတွေ့တယ်ဒါပေမဲ့ဖုတ်ဘောတော့လန်ဒန်ကသတင်းဖြစ်တာဖြစ်တဲ့အတွက်ရူမာအများများတယ်50 50ပဲယုံကြည်လို့ရတာဖြစ်တဲ့အတွက်အဲ့ဒါကိုတော့တီးတန့်ပြီးတော့ကျွန်တော်မလုပ်ပြတာပါတချို့ညမာလေးကျွန်တော်မနက်ခင်းကလာမင်းနဲ့တွေ့လို့ပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဟေးဒီည မြမဆန်တို့ရင်10နိုင်ထိုင်းမဆို10နိုင်ခွဲအဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်ပြတိကြဖြစ်တဲ့ကိုထွတ်လိုက်အာဆီနယ်လက်ဖိတ်ဆိုင်ဆိုတဲ့ပိတ်မှာပြတ်သားပါမယ်အကဲအဲ့ပိတ်ကိုရှာလို့မတွေ့ဆိုရင်လက်စစ်ဖို့ပေါ် Facebook page မှာ share ထားပြပါမယ်ကဲအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ